ဒီကတော့ကျွန်တော်6ရက်6ရက်17လ2025ပေါ့ရခိုင်ပြည်နယ်အကြောင်းလေးနဲ့ထွန်းမြင့်နယ်အကြောင်းလေးတွေကျွန်တော်ရှင်းပြချင်တာလေးရှိတယ်။ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့နေရာလေးတွေကိုကျွန်တော်ပြောပြမှာဖြစ်တယ်။နော်ဒါကျွန်တော်သတင်းစကားပဲပြောတာပါနော်။ဒါကျွန်တော်ပြောတဲ့သတင်းစကားအစီအစဉ်လိုက်လေးတွေဖြစ်ပါတယ်။အားလုံးကိုဒါတဦးသားစီတဦးသားစီမရှိဘူး။နော်ဒါကျွန်တော်အခုပြောတာရခိုင်ပြည်ရဲ့အကြောင်းလေးပဲနည်းနည်းရခိုင်လူမျိုးတွေရဲ့အကြောင်းနဲ့မွတ်စလင်ရဲ့အကြောင်းလေးကိုကျွန်တော်နည်းနည်းဒီနာမှာ share ပြမှာဝေပေးချင်တာဖြစ်တယ်။ကဲကျွန်တော်ပြောလိုက်ကြအောင်လေးမျက်နှာ လေးမျက်နှာဘက်ကနေစပြောလိုက်လေးမျက်နှာနဲ့ရေဒီတို့အဲ့ဘက်မှာဆိုလို့ချင်းဒါ AD AD PDF တွေဒီ29ကိုယူလာတာပါလားအဲ့ဘက်မှာတော်တော်များများမင်းကတည်ကုန်တာမင်းတော်တော်များများတည်တယ်တော်တော်များများသူတို့တွေအကျိုးပြက်တွေများလာကိုကျွန်တော်တွေ့ရခုတလောတက်မော်ကတောက်ဆောက်တိုက်နေတာကိုများတယ်ဒီလေးမျက်နှာဘက်ဆိုဝက်ကုန်းတို့ဈေးပင်ကုန်းတို့စပြင်းတို့နော်အဲတောက်ချောက်ဖိတိထူလာတောက်ချောက်ချတာတောက်ချောက်အချမ်းပဲရှိတဲ့နေရာလေးအချမ်းပဲရှိတဲ့ရွာလေးအချမ်းပဲရှိတဲ့စခန်းလေးတောက်ချောက်ကျွေးတာတောင်တော်ကဒုံးတွေရောဘုံတွေရောကာမီကာဆယ်တွေရောပြီးတော့လက်နိုင်ကြီးတွေရောတောက်ချောက်ချတာတောက်ချောက်ချတာ ။နောက်ဆုံးကျတာဆက်ပြင်းမှာဆိုလို့ချင်းဒီလေချောင်းဆိုလို့ချင်း၃ငါးလောက်ကိုပြက်ချပြက်တာ။အဲဒီလိုက်တာလည်းပြောမယ်နဲ့အချမ်းဖက်တွေ PDF တွေတော်တော်များသေးတယ် AD တွေလည်းတော်တော်များသေးတယ်အချိုးပြက်တော်များတယ်များပြောရင်အဲပြောမှကောင်းလို့ကျတာကိုကတစ်ဖက်အချမ်းဖက်တော်များသေးတော့အရာပါရာပိုင်းကြီးကပြောနေလို့ထင်မှာသလိုမဟုတ်ဒါဟုတ်ပြောပြတာပြောပြတာအဲဒီလေးမျက်နှာပဲဆော့ဆော့ပြောလို့ပါဝက်ကုန်းတို့ဈေးပြေကွင်းတို့အဲ့ဆက်ပြင်းတော့မှလည်းဒါအကြမ်းဖက်တွေတော့တည်တယ်လို့ဒီဘက်ရေကြီးဘက်ကိုကြည့်မှဆိုစီစုံကွက်တို့တည်တက်ခဲ့ပြင်းတို့ချင်းနဲ့ရွာတို့ဆက်ဆက်ရိုးတို့အကုန် အခုတော်တော်များသေးတယ်ဒီကောင်လေးနဲ့တိတ်ပြီးတော့ထုံးမဆင်းအောင်ဒီကောင်လေးဒီဘက်ကိုကာလာတာအထက်ကိုဝင်မရအောင်လားဥမာရှိသမျှလူတွေဆွဲခေါ်လိုက်ကားလိုက်တိုက်ပလိုက်အဲအဲ့မှာရှိတဲ့ PDF တွေဘာညာလဲတော့တောက်ချောက်သေးတာအဲ့ရ PDF တွေကမောကော့ကိုပြေဖို့အစီအစဉ်ရှိတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်အဲ့နေရာတွေအကုန်ဆုံးမယ်သူတို့ကလည်းပဲအဲ A ပေးတာကျွေးစာလောင်းတယ်ပဲစားနေရပြီးတော့မှမွေးစည်းဝါးတွေပဲအကြောင်းဝင်လုံးနေတဲ့ခါကျတော့ကြံတဲ့အချားငွေကြီးဝင်ဝင်ပါမရှိဘူး A ရတာငွေကြီးထောက်ပတ်ပေးနေတာဖြစ်တယ် ထုံးမြနိုင်ရထောက်ပံ့မေးနေတာဖြစ်တယ်ပြီးတော့ထုံးမြနိုင်ရလည်းပဲနိုင်ငံတကာအနေနဲ့မှမူရရသာဖြစ်အဲသူ့ဖန်ရန်ထုတ်လိုက်အဲဖန်ရန်ထုတ်မှပေါ့ထုတ်မှဖြစ်တဲ့အတွက်အဲ့မှာသူကပတ်ပြေးနေရတာရှိတယ်နိုင်ငံကြီးညာလည်းသူမနေရတော့အခုတော့သူချင်းပြီနဲ့ပလက်ဝဘက်ကိုရောက်နေတယ်လို့တချို့သတင်းတဲ့တွေကကြားရှိတာရှိတယ်ဒါထုံးမြနိုင်ကိုမိတယ်ဆိုလို့ချင်းနိုင်ငံတော်စစ်အနေနဲ့ကဥမာတိန်တန်းလို့နော် အဲဒေါ်လာဘလောက်တူတာအဲ့မှာနိုင်ငံတော်အစိုက်နဲ့ပြင်ညာကြီးလားအဲ့ထောင်းမြတ်နိုင်ဘယ်တော့မှရှိရဆိုတော့အချက်ချင်းပြောပြီးတော့သူတို့ဘက်သူတို့ဘက်တိုက်ဖမ်းပြီးတော့မှလာဖို့ဝေးလိုက်မယ်နိုင်ငံတော်နိုင်ငံတော်အခုရှိရတော့ထောင်းမြတ်နိုင်နေတဲ့နေရာဆိုတရင်အတိတ်ပါညာမျိုးပြောတယ်မလားအဲ့လိုမျိုးပေါ့ဗျာထောင်းမြတ်နိုင်ဟိုအမေရိကန်လိုပေါ့အမေရိကန်လိုပါလေဗင်နီဇွဲလာတောင်တော်ကိုရလို့ရှိရင်ငွေပဏတန်ဒေါ်လာဘလောက်ဒေါ်လာပဏတန်ပါညာရှိတယ်မလားအဲ့ဒီလိုမျိုးပဲဒီထောင်းမြတ်နိုင်ဟိုဗျာဒေါ်လာဘလောက်ဆိုတာပြောလာအမလိုက် online ကျန်လိုက်ကြီးလာဖို့ပေးလိမ့်မယ် တော်မန်နိုင်ဟိုဟုတ်လားဒီလိုမျိုးပြောသေးတော့နည်းနည်းဟိုဒါအတော်မန်နိုင်ကဒီမှာအဲရခိုင်ပြည်တန်းမှာကျပလောက်ဝဘက်မှာရှိတယ်လို့တင်ရရှိတာတာတော့ရှိတယ်အဲ့ဒါနည်းနည်းမှာပြောအောင်မှာသူဥသာတွေသူဥသာတွေမရှိတော့သူတို့ပြောတော့ကျွန်တော်ပြန်ပြီးတော့ကြောက်ကြည့်ကောင်မားလေးရှယ်တဲ့မြောက်ဝေးပြီးတာရှိတယ်ဒါတဥသာတွေသူဥသာတွေပြောတာမဟုတ်ဘူးဘသူတော့မကောင်းဘသူကောင်းတယ်လို့ပြောတာမဟုတ်ဒါလုံးတော့ဒီလိုဖြစ်နိုင်တယ်ဆိုတာလေဒါကျွန်တော်တောင်းတဲ့တောင်းစကားပြောကြတာပေါ့နော်ရှယ်တဲ့မြောက်ဝေးအဲ့တော့ထွေးမြနိုင်မှရှိရင် ဘာဖြစ်မလဲဆိုတော့အဲနောက်သူထိရခိုင်ပြီးအမြန်ဆုံးအေးချမ်းသွားလိမ့်မယ်။နော်အမြန်ဆုံးအေးချမ်းသွားလိမ့်မယ်။ထွန်မြတ်နိုင်တို့အေးတိုက်ခိုက်ပုံနဲ့အန်ယူဂျီတိုက်ခိုက်ပုံနဲ့ကွာတယ်။ထွန်မြတ်နိုင်တို့အေးတိုက်ခိုက်ပုံကအဟိုမြောက်ကိုရီးယားပုံစံတိုက်ခိုက်တာ။သူတို့ကတကယ်လိုဂျင်းတဲ့ပုံစံမျိုးနဲ့တကယ်စနစ်တကျနဲ့တိုက်ခိုက်တာကိုကျွန်တော်တွေ့ရတယ်။ဒါကျွန်တော်မှန်မှန်ကန်တော့ အဲဘတ်ဘလူးဘလူးကပြောပါဘာဖြစ်လို့ဆိုရခိုင်ထဲမှာမြောက်ပိုင်းမှာရှိတဲ့လူတွေနိုင်ငံခြားကြီးသွားကြတယ်မြန်မာပြည်ထဲမှာရှိတယ်အဲဗရိတ်တွေလောက်ကြတယ်မြန်မာပြည်ထဲမှာရှိနေတယ်မြောက်ပိုင်းပြခိုင်တွေတော်တော်များများအားလုံးကအေကိုထောက်ပံ့ပေးရတယ်လားစင်ပတ်စံပို့ပေးရတယ်အဲ့ပတ်စံနဲ့စုလေ तू စနစ်စနစ်နဲ့သွားတာ तू ကလူကြီးဖြောက်တယ်ဒီမှာရှိနေတယ်ဥမာဘောရန်ကုန်မှာရှိနေတယ်ရခိုင်အေအဲမြောက်ပိုင်းရခိုင်ပေါ့ဗျာအေရခိုင်နေပေါ့မြောက်ပိုင်းရခိုင်နေအဖက်သွား သူတို့ចောင်းសៀមមកတို့လို့အဲဘာမှမဟုတ်တဲ့မသိတဲ့តាមမ်មីသားစုပုံစံမျိုးလူတွေကိုအရင်ဆုံးအိုက်ငွေတွေကသွားထည့်တာအဲ့ရနေမှာနောက်တစ်ယောက်ကိုဘယ်ကိုထပ်ထည့်လဲနောက်တစ်ယောက်ကနေဘယ်ကိုထပ်ထည့်နောက်ဆုံးညမှာအီရဲ့အဲဘန်နာလေးကိုသွားဝယ်တာသူတို့တွေအဲ့လိုခုခုတော့ဖွက်တာလိမ့်နေပါကြောင်ဆိုအိုက်စိရင်အိုက်စိနိုင်တော့တော့ပို့ပါအဲ့ဒီတိုင်းပို့ပါအန်ယူဂျီတို့လို့ကအန်ယူဂျီက ဟိုကငစီရလဲပါဖြစ်လေအလူကတဲ့ဆိုအဖွဲ30လောက်ပေးတယ်လို့လို့လို့အန်ယူဂျီတွေပါလေလည်းမသိဘူးပြီးတော့အန်ဂျီလောင်မှာလည်းတက်ကြုံလေးဒေါ်လာတန်းပေါင်းရွှေမျောထိုင်ပါညာဆိုဟိုပလင်းဘက်ဒီပါညာဆိုလည်းတောက်ချောက်တွက်ကြည့်လိုက်အောင်အမော်လိုက်ဘက်တို့တောက်ချောက်ဆိုခြေတင်းမြက်တကြောင်လုံးဒါရွှေတွေဆိုလို့တဲ့ပိတ်တာချင်းတန်ချင်းနေတဲ့တော့ရနေတာရွှေတွေဆိုလို့ချင်းဒီဘက်6ဘက်တောက်ချောက်ကြည့်လိုက်အောင်ပိတ်တာတွေနဲ့ရနေအဲသူက အန်ယူဂျီဖွဲ့ကပတ်စံရဖို့ပဲလုပ်တာဒီလိုတိုက်ဖို့မဟုတ်ဘူးတကယ်မှာနိုင်ငံတော်ကိုအဲဖြတ်စည်းမယ်တိုက်မယ်ခိုင်းမယ်ဒီလောက်ပဲဟိုဘာတွေကအသေးနဲ့သူပြည်နယ်ရဖို့တော့ကိုအားကျုံမှန်းနဲ့ချတာအာ MND လို့လည်းပြည်နယ်ရဖို့အတွက်အားကျုံမှန်းနဲ့ချတယ်ပလောင်လဲအားကျုံမှန်းနဲ့ချတယ်ဝါလဲသူတို့ဟိုကောင်းကောင်းနေဖြစ်အောင်လို့ဆိုပန်ပိုးပြီးတော့ အလုံးလုံးတဲ့နောက်ဆုံးဝမဟန်တော့ဘူးဆိုမှနိုင်ငံတော်ထဲမှာလက်မတွဲငါတို့ဝပြီးအဲကိုပိုင်အုပ်ချုပ်ရေးဒေသကပျောက်သွားတော့မှဖြစ်တဲ့အတွက်နောက်ဆုံးအကုန်လုံးအကွက်ရွှေ့ပြီးပျောက်သွားတာအဲ့တော့ဟိုပေါင်းနေထိုးကြွေးကန်နေတည်ကြတာပေါ့နော် MNDA တို့နောက်တစ်ခါကျတော့ပလောင်လို့ပလောင်သူလို့ကျင်ဒါငင်းငယ်ကြီးပါညာဆိုပြီးပြတ်ဆွာလာတာပဲဒီကောင်တွေကနော်အဲ့လိုအဲ့လိုအဲ့လိုပေါ့အဲဒီအန်ယူဂျီကြတော့အဲ့လိုပေါ့ ဒီကောင်နဲ့ပေါင်းပြီးတော့တိုက်လိုက်ရတဲ့နေဘလောက်ရတဲ့နေမှာလဲအန်ယူဇီကတ်စားတာပဲရှိတယ်မရဘူးအခုဘလောက်ခွာတော့မှဒီနေမှာဒေါ်လာတန်း300လောက်ဒါတနည်းစားအခုပတ်စံနေကောက်နေတယ်လို့ကျွန်တော်ကြားသိရတယ်ကြည့်မျိုးစုလဲအဲရွှေပိတ်တာကြီး800လား1000လားမသိဘူးတောင်းနေတာတွေ့ရကြားသိရအဲ့တော့အဲ့လိုမျိုးပါအန်ယူဂျီကငွေရဖို့ပဲတော့ရခိုင်ပဲကြတော့အဲ့လိုမဟုတ် ရခိုင်ပဲကြတော့သူကအဲရခိုင်မြောက်ပိုင်းရခိုင်သားတွေမြောက်ပိုင်းသားတွေများတယ်ဗျပတ်စံထဲတာတောင်ပိုင်းသားတွေကမထည့်ဘူးအေးဘူး လက်လက်သိပ်မခံဘူးကျွန်တော်တည်တဲ့လောက်ကလေအဲ့မှာတည်တော့ကရခိုင်မြောက်ပိုင်းရသူတွေအကုန်လုံးနိုင်ငံတိုင်းမှာရှိရမလေးပါရှိရလို့ပို့ဆိုးတယ်မလေးစင်ကာပူတိုင်းအဲ့မှာရှိရမြောက်ပိုင်းရခိုင်သားတွေတောက်လျှောက်ထည့်ပေးရတာအဲ့ဘက်ကလူတွေကလွတ်တယ်အေယိုဝင်ထောက်ခံပေးရတဲ့နေရာမှာရန်ကုန်လို့မန္တလေးလို့မြန်မာပြည်ထဲမှာရှိနေတဲ့လူတွေကကစားကွက်လာတယ်ဒီကောင်မြောက်ပိုင်းအော်နေဖြစ်တယ်ဟုတ်ပါဘာပြီးခဲ့ရက်ကလွတ်လိုက်တဲ့အစိုးတော်ဆိုတဲ့ကောင်လေးပေါ့ဟာလာအဲပြီးခဲ့လက်တာဟာမဲတကယ်ဒီဒါပဲသူတို့ကတတိရှိတယ်ကြာ သူတို့တေအောင်ရိုက်တေအောင်လည်းပြဲဘယ်တော့မှအောင်လည်းပြဲတက်ပလောင်ကလည်းမပေါ်လို့ရှင်အဲဒါလွတ်ပေးလိုက်တာရှိတယ်ပေါ်တော့မယ်အမေရိကန်မဟုတ်လားဟုတ်တယ်အဲ့လိုမျိုးသူပစံပဲတဲ့သူကိုနေကိုလွဲတယ်အဲတယောက်တော့မျက်စိလဲအောင်လွဲတာကဲသူပစံသူမျိုးလွဲတယ်သူမင်းနဲ့မှသူတူမလွဲသူတူမလဲသူညမလဲသူညမလဲဟိုဘက်လွဲတယ်ဆိုဟိုဘက်ကနေဟိုဘက်လိုက်တယ်အဲ့လောက်ဒီမလိုက်တော့အဲ့ပစံအဲ့လောက်လိုက်ကြမလို့ဒီဒီကောင်ဘသူလွဲလဲဆိုတော့သူမင်းလွဲတာပဲဆိုအဲ့ဒါလောက်နဲ့ပွဲရပြီးသွားတယ်အဲ့သူမင်းနဲ့ညမကသူညမကိုထပ်လွဲတယ် သူညမအော်သူညမမဘိုးဘေးရသာမဟုတ်သူညမနေမှာဟိုဘက်ကိုဟိုနေအေဘက်ကနေပြောမှာဒါဟိုနေပါဘဏ္ဍာရေးဖောက်လွဲတယ်ဘဏ္ဍာရေးဖောက်တော့အဲ့လိုလွဲတာကတော့ကျောင်းဆရာမစီလွဲလိုက်တာအဲ့ကျောင်းဆရာမနေမှာဟိုဘက်ကိုသွားပြီးတော့မှပြင်ညာရေးမှုဘက်လွဲပြင်ညာရေးမှုကမှာအဲ့လိုအဲ့လိုအဲ့လိုတွေကစားပြီးလွဲတာဒီအောင်နေရဲ့ဟာလေးကျွန်တော်ဒါပြုတ်ပြတာပေါ့လေအနေထားလေးကျွန်တော်သိရှိတာလေးဒါကျွန်တော်တို့ကအတိတရင်တော့မဟုတ်ပြရှယ်ရင်းမျှဝေးတာဖြစ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးအေဘက်ကလောက်တော့ခါကြတော့ ကြစ်လစ်တာပေါ့ဒါမှအီထုံးမြန်နိုင်ကဒါမျိုးကြစ်ကြစ်လစ်လစ်လှုပ်ထားတဲ့ခါကျတော့ပြီးတော့အဲ့ဒါလည်းပဆိုင်ရလို့မွေးစေဝါပဆိုင်ရတယ်ဟာလားမွေးစေဝါပဆိုင်ရတယ်ဒီလိုမျိုးတည်ရန်သာသာတွေအီတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖားကန်တော့နေရာတိုင်းမှာရှိတယ်ဗျာယတနာသူဖို့တဲ့နေရာမှာရှိတယ်အညာဒေတာမှာရှိတယ်အာဒါဂျင်နန်ထွက်တဲ့နေရာမှာရှိတယ်အီတွေကအကုန်ယတနာထွက်တဲ့နေရာကြီးလဲသူတို့လူတွေအကုန်ပြန့်ကျက်ပြီးတိုက်ပေးတာလားနောက်က105မိုင်လိုပဲတရားစတောက်ဆောက်တိုက်ပေးတာလားတောက်ဆောက်တိုက်ပေးတာပြီးအဲ့မှာတောက်ဆောက်သူတော့ဝေစုတောက်ဆောက်ခွဲယူလား ဗမောဆိုလဲဒါပတ်သက်နဲ့သူတို့အဲသူ့လူတွေတော့ထည့်ပြီလားနောက်ဆုံးဗမောမှာဆုပ်ပြတ်တက်ပြီလို့ဗမောကိုမုံသွားတာအဲ့လိုမျိုးရှိတယ်သူ့လူတွေအကုန်သေးလို့ထောင်ကဏ္ဍလောက်သေးလို့အဲထောင်မြတ်နိုင်ထောင်မြတ်နိုင်ငွေရှာတယ်သူ့လူတွေပေးသေးတယ်တိုက်ခိုင်းတယ်အဲရတဲ့တရားစသားတွေကိုယူတယ်ငွေကြီးတွေအဲ့လိုစုဆောင်းတာရှိတယ်ထောင်မြတ်နိုင်ရဲ့ဟာကိုတော့ကျွန်တော်ပြောတာဟိုကျစ်လက်တယ်ပေါ့အဲ့ဒါကိုတန်းလောင်အနေနဲ့စနစ်တကျနဲ့ရှင်းလင်းနိုင်မှဒီရခိုင်ပြည်နယ်ကအေးချမ်းဖို့များတယ်ပြီးတော့အခုထောင်မြတ်နိုင်ရင်ဆိုင်နေရတဲ့ပြဿနာတော်တော်ကြီးတယ်ဗျာ အဲဘာလို့တော်တော်ကြီးလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ဘင်္ဂလီပေါ့ဘင်္ဂလီတွေကနေနေကျူးကျော်တာများတယ်ဘင်္ဂလားဒေ့ရှ်ဘက်ကဘင်္ဂလီတွေမနေ့ကဆိုလို့ရှိရင်အာသန်ဘီနဲ့အာသန်ဘီနဲ့အိန္ဒိယဘက်ကအာသန်ဘီနဲ့ပါလဲတိတိပုံမိလားအာသန်ဘီနဲ့ကတိတိပုံမိမြို့မှာပေါ့နော်အာသန်ဘီနဲ့ကတိတိပုံမိမြို့မှာသူကအာဒါဘင်္ဂလားဒေ့ရှ်ဘက်ကနေမှခိုးဝင်လာကြတယ်ခိုးဝင်လာကြတယ်အမှန်ပဲ16ဦးလားမသိအိန္ဒိယဒီနေကြာလောက်တိုက်ရဲရ အဲနေသားဆောင်တက်ကပေါ့ဗျာဖမ်းပြီးတော့မှဒါထိမ့်သိမ့်လိုက်တယ်အဲ့လိုမျိုးကအဲ့မှာအများကြီးပဲအများကြီးကမိလာဘင်းသားလေးတည်းကသူကနီးနေတဲ့အခါကျဘင်းသားလေးကအိန္ဒိယဘက်ကိုဝင်ဝင်လဲမဝင်ရင်မြန်မာပြည်ဘက်ကိုဝင်နေရခိုင်ဘက်ကိုဝင်တာအများဆုံးပဲရခိုင်ကတခိုင်ကလေးတွေကိုလည်းအဲတဝက်ဖြတ်သွားသေးတယ်အဲပြီးလို့ရှိရင်တရဖြတ်ရသေးတယ်ဆိုအိန္ဒိယကျတော့မရအောင်အိန္ဒိယကျတော့နည်းနည်းပွဲကြတယ်သူတို့ထိတာနဲ့တက်ကအဲသူတို့နေချောက်တက်ကအွန်တိုင်းအွန်တိုင်းကိုအွန်လိုင်းကျင်းလိုက်ဝင်လာတာ ဝင်လာပြီးတော့ဘာမှမလို့အကြမ်းဖက်ဆိုအကုန်ပြောင်းတလင်းခေါအောင်ရှင်းတာလုံးဝကိုလက်အုပ်ထိပြီးတောင်းမှန်လို့လည်းမရဘူးဘယ်သူမှလည်းသူတို့မစော်ကားရဲဘူးအိန္ဒိယကျတော့နည်းနည်းလန့်တယ်ဗျအိန္ဒိယကျတော့လန့်တယ်အဲဗမာပြည်ရခိုင်ဘက်ကျတော့ဝိုင်းဖောင်းတူမယ်လေဒါစင်းရဲတဲ့နိုင်ငံဆိုအစင်းရဲတဲ့ဖွံ့ဖြိုးတဲ့နိုင်ငံလို့ပဲပြောမယ်အဲ့အပြင်ကျတော့ဗျအင်အားမရှိတဲ့ကကျတော့အပြင်ကလူတွေကဟိုလန်ဟိုတောင်ဟိုတောင်ဝါချကြတာပေါ့အဲ့လိုမျိုးရှိတယ်အဲ့လိုရှိတော့အဲ့တော့ အိန္ဒိယမှာလည်းပဲမွတ်စလင်တွေဘင်္ဂလားဒေ့ရှ်ကမွတ်စလင်တွေခိုးဝင်တာနေမနေမနောပဲပြန်လွတ်တယ်တခါတည်းအပြည့်ရှင်းတာလည်းရှိတယ်ပြန်လွတ်တာလည်းရှိတယ်သူတို့တွေလုံးဝအဝယ်မခံဘူးဒီဘက်သူတို့ဝင်လာတာရခိုင်ပြည်ပဲအခုဆိုလို့ကျင်တော့ဒီကော့ပရာအဲကော့ဇာခိုင်မှာအဲ့မှာဒုက္ခတဲ့စကန်းဆိုတော့မူးယင်မှုတွေထားကြတောင်းကျန်တာတွေအပြည့်တနာပေါင်းဆိုသူတို့ဘင်္ဂလားဒေ့ရှ်မှာလည်းရင်ဆိုင်နေဘင်္ဂလားဒေ့ရှ်ကသူတို့မွတ်စလင်လူမျိုးသူတို့လက်ခံမှာပေါ့ဘာဖြစ်လို့ဒီဘက်ကိုပဲအဲ့ဒီဟိုတန်းနဲ့ချီတဲ့ဟာကိုထည့်ပေးခြင်းနေရတာဟုတ်လား ါရှင်းပြောနည်းနည်းကျူးကျော်ခြင်းတို့ကိုတတ်တတ်ဒီနေရာမှာစုစားပြောမှအဲ့လိုထဲ့လောက်တာဖြစ်တယ်ဒါကိုအဲရှင်းရမယ့်နေရာမှာကရခိုင်နေရာလည်းတော်တော်ရှင်းယူရမယ်ရခိုင်ကရှင်းလို့မှအစိမ်းမပြေတော့နိုင်ငံတော်အဆင့်နဲ့ရှင်းရမှာနိုင်ငံတော်အဆင့်ဆုံးတော့မြန်မာအာတက်ကတော့ရှင်းရမယ့်ပုံစံမျိုးတက်ကရှင်းတော့ပြပြသားရှင်းမယ့်ပုံစံရှိတယ်ရခိုင်ကတော့ဟိုဒါတိုင်းရင်းသားညီကောင်တော်ကြေးဖြစ်နေလို့ကျွန်တော်နေနဲ့ညတာနေတယ်လို့ကျွန်တော်နေနဲ့သုံးသပ်မိတယ်အဲ့တော့ဒီအေး မွတ်စလင်တွေကဘယ်လောက်ထိလဲဆိုလို့ရှိရင်လူမျိုးစုံတတ်ဖြတ်တာတွေကစာများတယ်ဥပမာနိုင်ဂျီးရီးယားမှာဆိုလို့ချင်းဒေါ်နယ်ထရန့်ဒါလူကြီး၄တောင်လောက်ရှိပြီအဲဒီအစ္စလာမ်ဘာသာဝင်တွေဆိုအကုန်တ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 လောက်တာ IIS IIS လာမသိပါဘူးသူစစ်သွေးကြွားနေတာเนาะအဲ့ဒီလိုပဲဟိုဘက်ကကောင်တွေကလည်းဒီဘက်တည်းဝင်လာပြီးတော့ဗုဒ္ဓဘာသာတွေတက်တက်တက်ဆိုအဲ့မှာပွဲရအကြိုင်းကြီးကောင်းမှာဟိုမှာတော့အာဒေါ်နယ်ထရန့်ကတော့အဲ့နိုင်ဂျီးရီးယားတမန်တော်ကိုလမ်းပြောတာသူတို့စစ်ဝင်စင်းမယ် အဲဟိုအလုံးမပေါ့တဲ့ပြည်နယ်တရားစသားလူနယ်ဖြစ်တာပါလို့အဲတမနာပြောတယ်ဟဲ့နိုင်ကြီးတော်တမနာလုံးဝ no to sit လုံးမယ် to sit ဒီလုံးမယ်မထိန်သိမ့်နိုင်ဆိုတော့လုံးတော့ကောင်းလာပါအဲ့ဆိုဟိုဟိုနေ့နေဗာလေအစွမ်းရောက်မဆလင်းနေတေကုန်မှာပေါ့အဲ့လိုချပါကျွန်တော်တို့ကအားပေးပါတယ်သူတို့ဟိုနေ့ပုံစံမျိုးပေါ့ဗာလေဖေးလာတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိအဲ့တော့ဤတွေကတော်တော်ကြီးကိုအဲကျွန်တော်အနေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောချင်တယ်ပြောချင်တယ်ဆိုတော့ ရခိုင်ပြည်သူတွေလည်းပဲမော်ဆလင်ရဲ့ဒဏ်ကိုတော်တော်ရင်ဆိုင်ရအောင်မယ်တော်တော်ရင်ဆိုင်ရအောင်မယ်ကျွန်တော်တို့ကတော့ဆက်လက်ကြတမလောကတော့အခုပဲစစ်ကြောင်းကတော့တော်တော်ကြမ်းကြမ်းတမ်းထိုးတယ်ဗျစစ်ကြမ်းတမ်းထိုးတဲ့နေရာမှာအာနေနေဒေသပေါ်လည်းမူတည်တဲ့အတွက်တပ်မုံတဲ့နည်းနည်းကျွန်တော်တို့လိုအပ်ချက်ရှိတယ်လို့ပဲအဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒီဘက်ကျွန်တော်တို့ရခိုင်ဘက်မှာဆိုလို့ချင်းပစည်းကရွာရဲ့ဂုံကြီးတို့ဒီနိုင်ရဲ့ရွာကုန်းကတော့လမ်းဟောင်းနေလမ်းတစ်တွေရှိတယ်ဗျာ။အိုင်ယန်နေမှာထိုးစစ်မှာတောင်ကျောင်းတွေ ်အဲဒါနနေတဲ့နေရာလေးပေါ့နော်အဲကိုယ်ကောင်းနေတဲ့နေမြီဒီပေါ်မှာမူတည်ပြီးတော့မှတက်မလို့ရထိုးစစ်ကနည်းနည်းနောင်သေးတန်ကြတယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်မိတယ်ဗျအဲဘာဖြစ်လို့လဲဆိုတော့တက်မလို့ကလည်းပဲအဲတနန်းခင်းကြတာရှိတယ်ကျွန်တော်ဆိုလို့ရှိရင်လို့ကျွန်တော်ပြောပြအိုးတန်းနိုင်ဒီနေရာမှာဒီလူတွေရှိအမြင်အမြင်ကိုမမြင်တော့ဘူးဗျာချပလိုက်မှာသွားပြောင်းလို့တယောက်ရှိတယ်တော်တော်ချပလိုက်မှာတောင်းဝန်းတော့ဒုက္ခရှင်းရှင်းသွားကျင်တာကျွန်တော်ဆို 镇上个阿老某，我爹娘嘛，我内批来就挨人挨人比较打他滴个，就那条地庄嘞嘛，是啊，啊地庄嘞要伢子老师来，到那老师啊，挨到的时候路都下来，不讲先吃，不讲就那嘴，哎呀就老话阿谈不出来，爬山嘞，镇上说阿新郎嘞，下得路一差了，下就不要不让你比得路飘，不让你阿路差了，啊，阿听完老师生阿爷老师，不论可能谁老师吃不来家，地讲你难相一比嘞，但愿上来没得，但愿上表露门面了，阿讲个来那钱。 လက်နဲ့ချိုင်ငင်းငင်းဆိုပြီးလှုပ်တာအဲ့လိုမျိုးရှိတယ်အဲဒီကြောက်ပြဘာမှလဲပွဲကလည်းကြောက်ပြဘာမှလဲပွဲတွေကလည်းပွဲတွေကလည်းညမှာကြောက်ပြအနေမီက65ရာခိုင်နှုန်းလောက်ထည့်သိမ်းပြီးသွားပြီမျိုးဟိုကြောက်ပြမျိုးရဟိုအပြင်မှာရှိတဲ့ရွာတွေကစအကောင်လုံးတက်မလို့ကထိန်းချောင်းပြီးသားဖြစ်တယ်ဘွားတန်တော့ပဲတချောင်းလုံးလည်းပဲအဲတက်မလို့ကအာတားဆောင်လက်နက်ကြီးလက်လက်နက်ကြီးတွေနဲ့အေစုဖွဲ့မှုရှိတဲ့နေရာတွေကိုဟိုချနေတာရှိတယ်ပုံနဲ့ကျွန်းဘက်တွေလည်းချတယ်ရသေးတောင်ဘက်လည်းချတာရှိတယ် အခုဒီရက်တဲမှာလည်းပဲဒါတပ်မတော်ကအာဟိုနေ့မော်ကျွန်တော်တို့ပွဲလဲရှိတဲ့ခါကျတော့ရခိုင်ဆိုတော်လေးဟောပါနေကြောင်းအများကြီးအများကြောက်ဖြူမှာဟာကဲနေကြတာကဲနေကြတာတော်တော်မျိုးကဲနေကြတာရှိတယ်เนาะအဲ့တော့ရခိုင်ပြည်ကအင်းချမ်းမှာလည်းပဲရခိုင်တိုင်းသားတွေအားလုံးအေးတန်းတန်းနေနိုင်မှာအဓိကတော့ဒီမြောက်ပိုင်းရခိုင်တွေကအေးထွက်ပေါ်လာတာဖြစ်တဲ့အတွက်ဒီရာတွေကိုမှကျွန်တော်တို့ဒီတပ်မတော်နဲ့တောင်ပိုင်းရရခိုင်ပြည်သူပြည်သားတွေနဲ့အဲဒါငင်းကြီးတန်းတန်းနဲ့လက်တွဲပြီးတော့မှဒီအကြမ်းဖက်တွေကို မရှင်းနေနိုင်ဘူးဆိုလို့ရှိရင်အီရဲ့ဒုက္ခတမျိုးမွတ်ဆလင်ရဲ့ဒုက္ခတမျိုးရခိုင်ပြည်သူပြည်သားတွေခံကြရအောင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့နောက်ပိုင်းရခိုင်နေလည်းပဲအဲဟိုမိမိတို့အားရခံအားရခံဆိုတာလည်းငါတို့မိကုံမောင်တော်တွေအေးစူပါဒါငါတို့အိမ်ငါတို့အိမ်တို့ပြောမဲ့အတူတူဗျာငါတို့ညီကုံမောင်သမားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေတိုင်းသား135မျိုးရှိတယ်ငါတို့နိုင်ငံသူနိုင်ငံသားတွေအားလုံး ပြဿနာစုံတစ်ခုပြန်ပေါ်လာခဲ့လို့ကျင်ငါတို့တယောက်နဲ့တယောက်လက်ချင်းဆက်ပြီးတော့ဖြည့်ရှင်းကြအောင်ရအောင်လို့ဆိုတဲ့အတွေးလေးတွေးကြပါလို့ပြောရင်းနဲ့အားလုံးကျန်းမာစေကြောင်းဆုမကောင်းတောင်းပါတယ်ဗျာ